မြန်မာနှောင်းဝတ်ချက်နယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးရနေပရလောကနဲ့ဂမ်မီယာဇလန်းကောက်လေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့ဂမ်မီယာကြောက်နဂါဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အချိန်က1985ခုနှစ်လောက်ကဖြစ်ပါတယ်။ တာယာအေးရွာလေးကပဲခူးတိုင်းရဲ့အနောက်ချမ်းတာယာဝတီမြို့နယ်အတွင်းထဲမှာတည်ရှိပြီးတော့ပဲခူးရုံးမှတောင်ချီရွာလေးတွေ့ရပဲဖြစ်ပါတယ်။အဲ့ဒီရွာမှာနေထိုင်ကြတဲ့လူတွေကလဲရဆက်ပြိုးတဲ့လူတွေရှိတယ်လို့ပဲခူးရုံးမှကြို့အမိပြုလို့တိတ်ခေါဝါခေါတော်လိုက်ရွှေကျဲအဆရှိတဲ့လုပ်ငန်းတွေကိုလောက်ကైအသက်မွေးကြတဲ့သူတွေလည်းရှိပါတယ်။တာယာအေးရွာလေးမှာတော့မောင်တင်ဝင်းအမီကလူငယ်တယောက်ရှိပြီ။မောင်တင်ဝင်းကအသက်25နှစ်လောက်ရှိမယ်။သူက မိဘလက်ငုပ်လရင်ဖြစ်တဲ့လေယာဉ်တွေကိုလောက်ကပြီးပြင်ပပန်းပန်းအသက်မွေးမြူပါတယ်။တောင်နူလေသမားဖြစ်တာမို့စားနိုင်တောက်နိုင်ုံပဲရှိကချောင်းချောင်းလဲလဲမရှိလား။မောင်တင်ဝင်းဟာအဲ့ဒီလိုလဲဆိုင်နေရတာကိုစိတ်မပျော့ရွှင်။ကြီးပွားမြန်မြန်အလုပ်တစ်ခုကိုရှာဖွေနေတဲ့အချိန်တရက်မှာတော့ရွာထိပ်ပိုင်းကဦးကြီးတော်ဆက်သူကအိမ်ကိုရောက်လာခဲ့တယ်။ဦးကြီးကတော်အတွင်းထဲမှာရွှေသွားချင်ရက6လခန့်အကြာမှာပြောင်းလာခဲ့တယ်။ဦးကြီးကရွှေရောက်ပြီးချမ်းချမ်းသာသာဖြစ်နေပြီ။ ဇနီးနဲ့သားသမီးတွေကိုလည်းရွှေထည်တွေဆင်ပေးတယ်ဒီအဖြစ်ကိုမြင်တဲ့အခါမှာတော့မောင်တင်ဝင်းကဦးကြီးကိုကပ်ပြီးမေးလေတော့တယ်ဦးကြီးကိုကြည့်ရတာအစီပြေနေတဲ့ပုံပဲရွှေချင်တာတော်တော်မှကပ်ရဲ့လားဗာလဲမောင်တင်ဝင်းမင်းစိတ်ဝင်စားသွားပြီလားကွာမောင်တင်ဝင်းကခေါင်းညှိလိုက်မိတယ်လုံလိုက်ရင်အပင်မခန့်နိုင်တော့ရွှေချင်တာရတယ်ကွာကိုယ်တော်ကလည်းလိုသေးတာပေါ့မောင်တင်ဝင်းရာ မျိုးမျိုးမြတ်မြတ်ရမယ်ဆိုရင်တော့ပင်ပန်းလဲခတ်နိုင်ပါတဲ့ဦးကြီးအားအခုလဲဆိုင်ရဆိုင်နွားရီနဲ့ဖက်ယုံနေရတာပဲမဟုတ်လားအေးမင်းလုံးနိုင်တယ်ဆိုရင်တော့ဒီတစ်ခါခံနဲ့လိုက်ခက်စာတို့တွေနောက်သုံးလရဲ့ကြာရင်တော့တောက်မဟုတ်ပြဲတက်ကြမယ်ဟာဦးကြီးကလောလာကြီးလားဗျရောက်လက်စနဲ့တပတ်လောက်တောင်နေတာမဟုတ်ဘူးငါဆင်းလာခဲ့တာရိတ်ကောက်ကုန်လို့กว่าမောင်တေဝင်းရရှေဆိုတာရှာလိုက်ရနေတော့ အခုလိုအိမ်မအေးအေးဆေးဆေးနေနေတဲ့အချိန်တောင်မှအချိန်ဖြုန်းနေပြီတယ်လို့ထင်ရတာကွာမောင်တင်ဝင်းရ။ဦးကြီးပြောတာနဲ့ကြောက်တောင်အတက်သွားပြီဗျာ။ဦးကြီးတော့ဟဲ့ကြောက်လဲလိုက်မယ်။ရေခါသားများများယူခဲ့။ရွှေချင်းနေဆိုတာပြင်ပန်းနေဆိုပေမဲ့ရတာကလည်းလုံကနေပဲကွာ။မောင်တင်ဝင်းကဦးကြီးပြောတဲ့စကားတွေကိုကြားရောက်ပြီးအတက်နေမိတယ်။ဒီလိုနဲ့မောင်တင်ဝင်းတယောက်အဝတ်အစားတွေရေခါတွေကိုပြည့်စည်ထုတ်ပို့ပြီးအသေးစောက်နေတယ်။သုံးရမြောက်တဲ့အခါမှာတော့ ဦးကြီးဖြစ်သူနဲ့ရွှေကြည်မှုအတွက်လိုက်ပါလာခဲ့တယ်။ရွာတခြားလူ၄-၅ယောက်လည်းအတူတကွပါလာခဲ့လေတယ်။မော်တင်ဝင်းနဲ့အမျိုးတော်သူကိုချက်ကြီးကိုချက်ဖောင်တို့ညီကိုနှစ်ယောက်နှကန်းထော်နေတဲ့အတွက်ထော်ကြီးလို့ခေါ်တဲ့လူနဲ့မျက်နှာမှာကြောက်ပေါက်ရတဲ့ဘရော့ပွားနဲ့ကိုကြောက်လုံးတို့ပဲဖြစ်ပါတယ်။သူတို့အဖွဲ့ထဲမှာတော့မော်တင်ဝင်းကအသက်အငယ်ဆုံးဒီလိုနဲ့ဗကိုးရုံးမကြီးပေါ်ကိုလှဲနဲ့တက်လာခဲ့တယ်။တထုပ်သူဝါဆွဲသူတွေအတုံးပြူတဲ့လှက်လက်ကြောင့်အတိုင်းတက်လာခဲ့ကြတယ်။ အဲ့ဒီလှဲလန်းကြောင်ဆုံးသွားတဲ့အခါမှာတော့အလွန်မဆောက်တဲ့တောင်တန်းတနေရာကိုရောက်လာခဲ့ပြီဒီနေရာမှာတော့တောင်ပေါ်ကိုချစ်ချစ်တက်ရတယ်တော့အလွန်နဲ့ပြီးဝေးလံခုံတီလာတဲ့အတွက်လူသွားလမ်းလေးကတခါတလေညရလေးတွေရဲ့အောက်မှာဖုံးကွယ်ပျောက်ကွယ်နေတတ်တယ်ရဲကတော်ကြီးတွေကိုတက်ပိုးလာရတဲ့အတွက်မောက်တင်ဝင်းတို့အလွန်ပင်ပန်းနေကြတယ်တော်တဲ့တထောက်နားတဲ့အခါမှာမောက်တင်ဝင်းတို့ချက်ပြုတ်ဖို့ပြင်ဆင်ကြတယ်ဒီအခါမှာဦးကြီးရှိမှာ မောက်တဲဝင်းတို့ကိုရိတ်ခါတွေခြေတာကြဖို့အတွက်မှားကြလိမ့်တယ်။မောက်တဲဝင်းရေတို့ရောက်နေတာတောထဲတောင်တယ်ကွ။ရွာမှာလို့တနေ့တဘူစားလို့မရဘူး။တောထဲမှာအရေးကြီးတာရိတ်ခါပဲ။ရိတ်ခါကုန်ရင်အလုပ်တွေမှမဟုတ်ဘူး။ချွေချွေတာတာစားစားမှာကွ။ဒီလိုနဲ့တောထဲမှာတညာအိပ်ပြီးနောက်တနေ့မနက်မှာချောင်းများလေးတစ်ခုစီကိုရောက်လာခဲ့တယ်။အဲ့ဒီချောင်းများကလေးကိုရောက်တော့မှ လူသားသူသားတွေကိုကြားရမြင်ရတော့တယ်။ ။ချောင်းများကလေးတွေရဲ့ဘေးနားမှာရွက်ဖြည်တဲကြီးတွေကို အစီအီအုပ်မိုးကစခန်းချထားတာက အစီအီပဲ။တချို့ကြတော့လဲတဲလူးတွေကို ထိုးပြီးတော့တဲဆုလေးတွေနဲ့နေထိုင်ကြတာ။တောက်အုပ်အတွေရွာငယ်လေးတစ်ခုနဲ့တော့တူနေတယ်။တဲရင်တွေရှိတယ်ဆိုပေမဲ့အဲ့ဒီတဲတွေနဲ့ခက်လန်းလန်းရှောက်သွားရတယ်။တချို့တဲတွေရက်ဖြစ်တွေကိုကိုယ်ပန့်ရှောင်ရှားပြီးသွားရတယ်။မောင်တင်ဝင်းရတဲတွေထိုင်နေလူတယောက်ကိုမြင်လိုက်ရတော့ပြုံးပြလိုက်မိတယ်။ဒါပေမဲ့အဲ့ဒီလူကမောင်တင်ဝင်းကို ရန်ဆောင်တဲ့အကြည့်နဲ့ပြည့်ကြည့်ပြီးတော့ခါးကြမ်းမှာထိုးထားတဲ့ဓမြောင်းကိုပုတ်ပြတယ်။ဦးကြီးဟိုလူကတမျိုးကြီးပါလားဗျာ။ကြုံနှုတ်ဆက်တောင်းတော့မှ तू ကဓာပုတ်ပြသေးတယ်။လူစိုးလူမိုက်တွေများလားမသိဘူး။ဒီနေရာရွှေထွက်တဲ့နေရာกว่าရွာမဟုတ်ဘူး။ဟောဒီနေရာမှာရန်သူတွေပဲရှိတယ်။မင်းစွေတို့တငယ်ချင်းတို့ဆိုတာမရှိဘူး။ဦးကြီးစကားကဘလို့ကြီးလဲဗျ။လူတိုင်းလူချင်းနေတာရွှေกว่า တို့ခေါင်းထဲမှာရွှေရဖို့ဆိုတဲ့အရေးပဲရှိတယ်။ရွှေကိုဘလို့နီးနေပဲရရရအောင်ယူမဲ့လို့လေ။လူပဲတက်ရတက်ရတို့ဝင်မလဲဘူး။ဒါကြောင့်တို့ကတို့တဲရဲအနာကိုမကတ်တာပေါ့ကွ။တဲအနာကိုကတ်လိုက်။ရွှေတခိုးဆိုပြီးဓာတ်နဲ့ဝါခုတ်တက်ကြမှာ။ကျောက်ဆရာကြီးပါလားဗျာ။တော်တဲ့တောင်ထဲမှာတရားဥပဒေဆိုတာမရှိဘူးလေ။မင်းလည်းကြက်ကြက်သတိထားနော်။ဟောဒီရွှေလောက်ကထဲမှာဘသူ့အမှမပေါင်းနဲ့။ကို့နောက်လည်းအကတ်မခံနဲ့။ဟုတ်ပြီလား။ အဲ့ဒီ6လေးရဲ့နဘေးမှာရွှေလုံငန်းတွေကိုလောက်ကနေကြတယ်။တချို့ကကိုတဝက်ခန့်နေတဲ့6ရီတဲကိုဆင်းလို့ရွှေချနေကြတာကိုတွေ့ရတယ်။မိမသားတွေတယောက်စာနှစ်ယောက်စာတွေ့ရတယ်ဆိုပေမဲ့ယောက်ျားသားတွေကြီးပဲ6ရိုးလေးအတက်လမ်းလျှောက်လိုက်ရင်မကြခဲ့မှာတစ်ပင်ကြီးတစ်ပင်အောက်ကိုရောက်လာခဲ့တယ်။အဲ့ဒီတစ်ပင်ကြီးရဲ့အရှိမအုံဝဲငပြောပွဲတွေတင်ထားတဲ့တစ်သားခုံနှန်းကြီးရှိပြီးတော့တစ်သားခုံနှန်းကြီးရဲ့အပေါ်မှာအုံဝဲငပြောပွဲတွေကအပြည့်အစုံကြီးပါရှိနေတယ်။ ဦးကြီးရှင်ပါကိုချက်ဖောင်းထမ်းလာတဲ့ငပြောခန့်ကြီးကိုလှမ်းအောင်လိုက်တယ်။ကိုချက်ကြီးကတော့ဝါတလုံးကိုခွဲစိတ်လို့တောင်းလေးတစ်ခုအပြင်ခက်ကြက်ကြက်လေးရက်လုပ်လိုက်တယ်။အဲ့ဒီတောင်းအတွင်းနဲ့ငပြောသီးခန့်နဲ့အုံသီးကိုထည့်ပြီးအမွှေးနိုင်ဖျောင်းနိုင်တော်ပန်းတွေကိုထည့်ပြီးပူဇော်ပသကြတယ်။ဒါကဘာလို့တာလဲဦးကြီး။တောပိုင်တောင်ပိုင်တွေကိုရှင်မြတ်မြတ်ရအောင်တို့တွေအနည်းကြီးအောင်လုပ်ပူဇော်ပသတာပေါ့ကွာ။ဒါကြောင့်မင်းတို့လည်းရှိခိုးကြ။ တို့ရွှေလောက်ွက်နေရဟိုအထက်ပဲတက်ရအောင်မာမော်တေဝင်းတို့ကဘူးမသိဘာမသိနဲ့ကြော့လိုက်ကြတယ်အဲနောက်မှာတော့ဦးကြီးရွှေမဲခေါ်ဆောင်တဲ့အနောက်ကိုလိုက်ပါလာခဲ့ကြတယ်ခြောက်ရုပ်အထက်ပိုင်းကိုရောက်တဲ့အခါမှာတော့တဲကလေးတွေကတဖြည်းဖြည်းကျဲပါလာပြီးတစုနဲ့တစုကခလန်းလန်းဖြစ်လာပြန်တယ်ဦးကြီးရွှေမန်းကအရှိရနဲ့သွားနေနေဒီချောင်းလေးကိုတပေလူချောင်းလို့ခေါ်တယ်ကွာနမေကအဆက်မလာကြဘယ်လိုဖြစ်လို့တပေလူချောင်းဖြစ်ရတာလဲ ရှင်းလူတွေတော့ဘလို့ခေါ်ကြလဲမသိဘူးဟဲ့ဒီချောင်းကြီးရေစီးတန်တဲ့အခြေဆိုရင်တပေလောက်ရှိတဲ့ကြောက်တုကြောက်တုံးကြီးတွေတောင်မှလုံးလုံးလိမ့်စေးတက်လို့တပေလူချောင်းတော့ခေါ်ကြတာကွာဖြစ်နိုင်တယ်အဗျတောင်ကြချောင်းဆိုတော့လေရေစီးရတော့တိတ်တက်မှာပေါ့တနေရရောက်တဲ့အခါမှာတော့ချောင်းယူဘေးတစ်ဖက်ကောင်ကိုဖတ်တက်လာခဲ့တယ်ဦးကြီးရွှေမန်းကအဲ့ဒီနေရာတဝက်ကိုလေ့လာကြည့်ဒုံးတွေဒီနေရာမှာစခန်းချကြမယ်ဟိဘာဖြစ်လို့လဲဦးကြီးရွှေမန်း ဦးကြီးရှင်မကကြောက်တုံးကြီးတုံးအောက်မှာကပ်နေတဲ့ကြောက်ခဲလေးကိုကောက်လိုက်တယ်။အဲ့ဒီကြောက်ခဲလေးကိုနေရာအောက်မှာလှုပ်ခတ်ကြည့်လိုက်တော့ရွှေရောင်အမောင်လေးတွေကဝင်လန့်နေတယ်။အဲ့ဒါရွှေပေါ်မောက်တဲ့ဝင်းရဒီနောက်မှာရွှေထွက်လာမယ်ထင်တယ်။ဒီနေ့မှာတော့တောအုပ်အတွင်းမှာဝါခုတ်ပြီးတော့ခြောက်ကန်နဘေးတနေရာမှာဝါကြက်ကေဝကတ်မိုးဝကတ်ကတဲ့တဲလီတလုံးကိုတိဆောက်လိုက်ကြတယ်။တဲကလေးမှာတကားပေါင်းတစ်ခုပဲရှိပြီးအဲ့ဒီမှာမောက်တဲ့ဝင်းတို့ကမောမောပပနဲ့အနားယူလိုက်ကြတယ်။ နောက်တနေ့ရောက်တော့ဦးကြီးရွှေမင်းရဲ့လှုပ်ဆောင်မှုနဲ့မနဲ့အစောကြီးထားတယ်။ပါလာတဲ့တန်ချောင်းတန်နူရင်းလက်နဲ့ကိရိယာတွေကိုအသိပြင်လို့ဦးကြီးရွှေမင်းရဲ့အနောက်ကိုလိုက်လာခဲ့ကြပါတယ်။ချောင်းကဘာတစ်ဖက်မှာပုတ်တောင်းကြီးတထောင်းစာလောက်ရှိတဲ့ကြောက်တောင်းကြီးတထုံးရှိပြီးတော့ဦးကြီးရွှေမင်းကအဲ့ဒီကြောက်တောင်းကြီးကိုလက်ညှိုးထုတ်ပြီးကဲမင်းတို့ဒီကြောက်တောင်းကြီးကိုလှမ်းကြဟိ။ဗျာဒီလောက်အကြီးကြီးကိုလှမ်းရမှာလား။ဟုတ်တယ်။ဒါကိုလှမ်းမှရွှေပြည့်မှာကွာ။ ဦးကြီးရွှေမအပါဝဲယောက်ျားသားတွေအားလုံးအဲ့ဒီကြောက်တုံးကြီးကိုကလော်ထုတ်ဖို့ကြိုးစားကြတယ်။ကြောက်တုံးကြီးရဲ့အောက်ခြေကိုတူးပေါ်လို့တက်လုံးကြီးတွေနဲ့ကလတ်ထုတ်လို့လူအားနဲ့တွန်းလဲကြတယ်။ဒီတဝက်မကြိုးခင်အချိန်မှပဲကြောက်တုံးကြီးကဝုန်းကနေအတန်ကြီးနဲ့တူတူခြောက်အောက်ဘက်တနေရာကိုလိမ်ဆင်းကြသွားခဲ့တယ်။မော်တေဝင်းတို့ကဖက်ဖက်မောနေပြီ။ဦးကြီးရွှေမကကြောက်တုံးကြီးထွက်ကြသွားတဲ့အတွက်ကျရင်နေခဲ့တဲ့မြေကြီးကြီးအတွင်းထဲကိုခုန်ဆင်းလို့ကြောက်တုံးကလေးတွေကိုလိုက်လာကောက်ယူတယ်။ အဖြူရောင်ကြောက်တုံးလေးတွေရဲ့အလဲမှာရွှေတုံးလေးတွေကငါးဥလူတွေလိုပြုတ်သိပ်ပြီးတရှိနေလေတယ်။ပြည့်ပြီလားကွဟောဒီမှာရွှေကွ။ဦးကြီးကရွှေတုံးကိုမြှောက်ပြလိုက်တဲ့အခါမှာမော်တင်ဝင်းတို့မောပန်းသမ ्या အလုံးယူပြစ်တယ်လို့ပြောက်ခဲ့သွားပြီးစိတ်အားတက်ကြွလာခဲ့တယ်။ဟောဒီအောက်ကမြေကြီးကိုတူပြီးတော့မှရွှေပြုံးနိုင်မယ်ကွာ။မင်းတို့အလှဲကြတာတူတော့မော်တင်ဝင်းတို့လည်းပေါချောပေါပြားတွေနဲ့မြေကြီးတွေကိုတူပေါ်ကြတယ် တူဖို့နေတွေ့ရှိရတဲ့ရွှေမုံတွေပတ်ဝင်တဲ့ကြောက်တုံးတွေကိုဦးကြီးစီကိုလှမ်းပေးရတယ်။ဦးကြီးကအဲ့ဒီကြောက်တုံးတွေကိုတူနဲ့ထုတ်ပြီးအမောက်ပြုတ်လောက်ကချောင်းရီထဲမှာရွှေပြဲချိန်ဝရတယ်။ဟိုတယ်ဝင်းတို့ကလောဘဇောနဲ့မြေတူးကြတဲ့အတွက်မြေချင်းကအတော့အောင်နှက်လာတယ်။တနေ့ရအရောက်မှာတော့မောက်တင်ဝင်းဟာတူဖို့နေလူလက်ကြီးတစ်ဖက်ကမြေအောက်ကနေဘွားကနေပေါ်လာတယ်။မောက်တင်ဝင်းလည်းကြောက်လက်တကြားအော်ဟစ်ရေမြေပေါ်ကိုပြေးတက်လာခဲ့တယ်။မောက်တင်ဝင်းဘာဖြစ်လို့လဲကွာ ဦးကြီးဟိုအောက်မှာလူလက်ကြီးတစ်ဖက်ထွက်လာလို့ဦးကြီးရွှေမင်းနဲ့ကျင်းတဲ့လူတွေစင်ကြီးကြတဲ့အခါဟုတ်တယ်မြေကြီးအတွင်းနေရနေအယိုးကြလို့နေပြီးပုတ်ဟောင်နန်းစော်နေတဲ့လူလက်ပြက်တစ်ဖက်ထွက်နေတာကိုတွေ့ရတယ်ဦးကြီးရွှေမင်းကအဲ့ဒီလက်ကြီးအနည်းကမြေသားတွေကိုတူးဖော်ပြီးတော့ဘာမှမထူးပါဘူးကွာဒီလူကတွင်းပြီပြီတေတာဖြစ်မယ်ကွာဗျာတွင်းပြီပြီတေတာလေလားအေးဘောကွာ ကျင်းတူးတဲ့အခါမှာအတူးမတော်ရင်တခါတည်းမြေဖွက်ပြီးသားဖြစ်သွားတာပေါ့ကွတော်တဲ့တောင်နေဆိုတော့ဘသူမှလည်းတကူးတကားမြုပ်မနေတော့ကဲ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 အဲ့ဒီလူသေးကြီးကိုဖော်ယူလိုက်ကြကွာနောက်တော့ဂုံနေအိတ်တစ်ခုပေါ်တင်ပြီးသွားပြစ်ကြရအောင်မကြောက်တတ်တဲ့ချက်ကြီးနဲ့ချက်ဖောင်းညီအကွာအဲ့ဒီလူသေးကောင်ကြီးကိုတူးဖော်ကြတယ်တူးဖော်ပြီးတဲ့အခါမှာဂုံနေအိတ်တစ်ခုပေါ်မှာတင်လိုက်တယ်ကဲမောင်တေဝင်းနဲ့ထော်ကြီးကအဲ့ဒီဂုံနေအိတ်ကြီးကိုတယောက်တစ်ဖက်တဲလာခဲ့ ကျဲနေလူတွေကကျင်းကိုတေချခရုဆိုင်သူတို့နာလူသေးနေအကတ်မခံနဲ့ဟုတ်ပြီလားမော်တီဝင်းတို့လည်းလူသေးကောင်ထဲ့ထားတဲ့အိတ်ကြီးကိုဆွဲယူလာခဲ့ကြတယ်ဦးကြီးရှင်မအရှိယဦးဆောင်လို့တနေရာကိုဦးတည်သွားလိမ့်တယ်တက်ပြူနေရဲ့ခြေထဲမှာရှုံမြောင်လေးတစ်ခုရှိပြီးတော့ဂျာကြီးတစ်ခုရှိလိမ့်တယ်အဲ့ဒီဂျာကြီးအနည်းကိုရောက်တဲ့အခါမှာတော့အပုတ်နဲ့တွေကအလွန်နဲ့ဆော်ပြီးရေမဲကောင်ကြီးတွေပြတ်တန်းနေတဲ့တဝီဝီအတန်းကိုအတိုင်းသာကြားနေရတယ်ရိုးအဆက်ကိုရောက်တဲ့အခါကျမှ ရှို့အတွင်းထဲမှာလူသေးကောင်းလေးပြက်ကျဲနေတာကိုတွေ့ရပြီမောင်တေဝင်းတို့အောက်နှလုံးသာလုံးအံ့အောင်အံ့မိကြတယ်လူသေးကောင်းလေးကလည်းပုတ်ပွားနေလေပြီကဲမင်းတို့တဲလာခဲ့တဲ့ကိုတော်ချောက်ဒီရှို့ကြီးတဲ့ကို ပြစ်ချလိုက်ကြဦးကြီးဒီလူသေးအလောင်းနေရာဖာရင်းလေးဗျာရွှေလောက်ကတည်းကတည်သွားကြတဲ့လူတွေပေါ့ကွာကောင်းကောင်းမွန်မွန်မမြုံနိုင်တာနဲ့ဒီလိုပဲရှို့တဲ့ပြစ်ချကြတာကွာဟာတည်တဲ့လူတွေကလည်းများလာကြလားဗျာ တော်တယ်ဆိုတော့လဲငှက်ဖြားပြီးတဲ့လူနဲ့ဝမ်းလျှော့တဲ့လူနဲ့သူများတတ်တဲ့လူနဲ့အစုံပဲပေါ့ကွာလာလာတို့တွေအချိန်ကြာနေလို့မဖြစ်ဘူးအချိန်ရှိခါလုံးလာဆက်ရမယ်ကွာတည့်ရတည့်ရဆိုတာလဲလွယ်တာမဟုတ်ဘူးအဲ့နေရမောင်တင်ဝင်းတို့အဖွဲတူးဖို့တာရွှေမော်သုံးပဲရလေတယ်ဦးကြီးရွှေမန်းကဥဆောင်သူဆိုတော့အဲ့ဒီရွှေတွေကိုသူတူးတဲ့တင်းစီထားလိုက်တယ်ရွှေလောက်ကတင်းလို့ပြက်ကြမဲ့အချိန်ချာမှတူးဖို့ရရှိသည်များရွှေတွေကိုဝေစုခွဲယူကြမယ် ဒီလိုနဲ့ညနေထမင်းစားပြီးတဲ့အခါမှာဦးကြီးရှင်မန်းကဝစစ်ပိုက်ခွက်လေးအတွင်းထဲကိုချက်ရဲ့အနှဲငယ်စီထည့်ပြီးတော့တယောက်တစ်ခွက်ကပ်ပေးတယ်။တောက်ဆမ်းမှာကမင်းတို့ကပြင်ပန်းထားကြတာဆိုတော့ဟောဒီစီလေးမမီဝဲရင် နောက်နေ့ကိုရီလက်တွေကိုက်ခဲနေမှာ။ဒါလေးနည်းနည်းလောက်တောက်ထားကြ။မော်တင်ဝင်းကအရက်တောက်တဲ့သူမဟုတ်။ဒါပေမဲ့ဦးကြီးရွှေမန်းကပ်ပေးတဲ့အရက်ကိုတောက်ချလိုက်ရတယ်။ရွှေချင်းတဲ့လုပ်ငန်းကရင်းနဲ့အမြဲထိတွေ့နေရတဲ့လုပ်ငန်းဆိုတော့ တနေ့ကိုရေစုပြီးအေးအေးခံရတဲ့လုံငတ်မုတ်ချဲ့ရဲ့ပြင်းပြင်းကိုမောတောက်လိုက်တဲ့အချိန်မှာဒီကိုလုံးပူစီမီနင်းလို့ထားလို့ကောင်းသားတာကိုခံစားလိုက်ရတယ်။ဟောရီအရက်ကဒီတော့တီတောင်ထဲမှာရွှေထက်ရှားတယ်ကွ။အရက်တော့ချင်ရွှေတုံးပေးပြီးလဲတော့ရတာ။တို့တွေချွေတာတောက်ကြမဟဲ့။ညာအိယာဝင်ခဲ့ကြတော့လူဒီကိုလုံးကန်ရိုက်ထားတဲ့အလာပြင်းမှန်းနေတယ်။ဒီအချိန်ကြာဟင်းတန်ကြီးကိုကျဲလောင်စွာနဲ့ကြားလိုက်ရတဲ့အတွက် တဲဘောကလူတွေလှုပ်လှုပ်ရွရွဖြစ်သွားတယ်ဆိုပေမဲ့ဦးကြီးရှင်မင်းကတော့ပုံစံတော်မပြတ်ကြောက်မနေစမ်းပါနဲ့ကွာအဲ့ဒါကြာလူသားလာစားတာကွာဗျာကြာလဲရှိနေတယ်လားရှိတာပေါ့ကွာကြာဆိုတာအပုတ်အဆက်ကြိုက်တဲ့အမျိုးခုနကချိုကြီးထဲမှာပုတ်ပွားနေတဲ့အလောင်းတွေညကြရဲ့ကြာတွေကလာပြီးတော့မှပွဲတော်တီးကြတာပေါ့ကွာဦးကြီးရှင်မရေကျဲကျဲနဲ့ပြောနေတယ်ဆိုပေမဲ့ ောင်တင်ဝင်းတို့လူသူစုကတော့ဒုတုံအောင်ကြောက်ရွံ့နေမိတယ်။နောက်ရက်တွေမှာတော့အဲ့ဒီနေ့အတိုင်းပဲရွှေဆက်ရှာကြတယ်။ရွှေဟာတည့်ရတည့်ရတပည့်ရတယ်ဆိုတာလည်းရှိတယ်။အ ਨੇ ဆုံးမရတဲ့နေ့တောင်မှရွေးကြီးတွေ့ရလောက်တော့ရတယ်။အဲ့ဒီအချိန်ကရွှေတစ်ကြက်သား1500ခန့်ပဲဈေးရတာ။ရွှေကောင်းလုံးမှာ3000လေးပါရတတ်တာ။လောက်ွက်ထဲမှာရွှေစိတ်နှိပ်ပါပြီးတော့စားတော့ကုန်စေဝါတွေရဈေးကြီးတယ်။အရာရာကိုငွေနဲ့မသုံးမနဲ့ရွှေနဲ့ပဲလဲလဲအသုံးပြတတ်ကြတဲ့အတွက် ဦးကြီးရွှေမန်းပြောတဲ့အတိုင်းချွေချေတတာနေမသာတော်ကားကြတာတလားလောက်အကြာမှာတော့ထော့ကြီးငပြားမိလေတယ်ဦးကြီးရွှေမန်းသူ့ယူဆောင်လာတဲ့ငန်းစိတ်တပြီးထော့ကြီးကိုအနားယူစေတယ်ထော့ကြီးကတဲတောက်မှာငတုတ်ထားလို့တကိုလို့နှစ်ပူးတလို့တုံခါနေတယ်ကျင်းတဲ့လူတွေကတော့အလုံစောကြောက်ထော့ကြီးကိုတေးသေးချာချာမပြုတ်စုနိုင်အောင်တပတ်လောက်ကြာတော့ထော့ကြီးတယောက်ငှက်ဖြာယောဂနဲ့တေးသွားခဲ့လေတယ်ယူမငှက်ကနမဲခုံသေးကြီးပြီဆို မော်တေဝင်းတို့လည်းထော်ကြီးကိုရှိုကြီးထဲမှာပဲပြစ်ချထားခဲ့ရတယ်။ထော်ကြီးကတော့ရိုးမာတောင်ကြီးပေါ်မှာလူမသိသူမသိတည်သွားခဲ့လေပြီ။ရွာမှာတည်ဆုံးနေဆိုရင်တော့ဆွေမျိုးသားချင်းအပေါင်းအသင်းတွေကြောင့်나ရီးရလူစီနိုင်နေဆိုပေမဲ့အခုတော့အခေါမပါဖြားတော့မလိုက်တလန်နဂုံမတင်ရပဲရိုးမာတော်ကြီးထဲမှာကြားစာဖြစ်သွားခဲ့တယ်။ဦးကြီးရွှေမကတော့ရရှိလာတဲ့ရွှေတွေကမှထော်ကြီးရရှိဖို့ရှိတဲ့ဝေစုကိုထော်ကြီးရဲ့မိသားစုကိုခွဲပေးမယ်လို့ပြောလာတယ်။ ဒီလိုနဲ့နေ့စဉ်နေ့တိုင်းရွှေလောက်ကအတွင်မကောင်းသတင်းတွေကိုကြားရတယ်။လားတွေကုန်ဆုံးပြီးတဲ့အခါမှာရွှေပိတ်သားနဲ့ချီလိုစုဆောင်းလာမိတယ်ဆိုပေမဲ့ရွှေရှားတဲ့မော်တင်ဝင်းတို့လူစုကတော့လူရောက်တာမပေါတော့ဘူး။ရေခါလည်းရှားပါလာပြီမို့တောလည်းရင်ပိနေသည့်ရတဲ့အခါမှာပိနေသည့်ကိုအတုံးလေးတွေအဖြစ်တုံးပြီးတော့ထမင်းနဲ့ရောချက်စားရတယ်။ပေဦးပြုတ်စားရတာကလည်းများတယ်။ချက်ကြီးနဲ့ချက်ပေါင်းကအရက်သမားဇိုးသမားကြီးတွေဖြစ်ကုန်ပြီ။အရက်တောက်ချင်တဲ့အတွက် ဦးကြီးရွှေမန်းစီကဝေစုခွဲလို့တောင်းတယ်။အရက်ကိုရွှေနဲ့လဲပြီးတောက်တယ်။အချိန်ကြာလာတဲ့အခါမှာဝေစုကကုံသွားတော့ဦးကြီးရွှေမန်းနဲ့ကတောက်ကဆဖြစ်တော့တယ်။ကိုကြောင်လုံးကတရက်မှဝေစုအနေငယ်ရှုပြီးတောကောင်သားစားချိန်တဲ့အတွက်မိုးစုတူးဥစီမှာတောကောင်သားဝယ်ယူဖို့ထွက်လာခဲ့တယ်။လက်ထဲဗားပြက်နေပြီးဖြစ်တဲ့အချက်ကြီးနဲ့အချက်ဖောင်းကကိုကြောင်လုံးစီကရွှေစားတွေကိုတောင်းလေတယ်။ကိုကြောင်လုံးကမပေးတဲ့အတွက်ချက်ကြီးတို့နှစ်ယောက်ကကိုကြောင်လုံးကိုရန်တဲ့တော့ လက်လုံမျိုးကိုကြောင်လုံးသိဆုံးသွားခဲ့တယ်။အဲ့ဒီညမှာပဲချက်ကြီးနဲ့ချက်ဖောင်းကတဲကိုပြန်မလာခဲ့ဘူး။ဦးကြီးရွှေမန်းကမောင်တင်ဝင်းနဲ့တားမြင်တယ်။ချက်ကြီးနဲ့ချက်ဖောင်းကသူများတွေ့မှာအရက်တော့ကျုံခံတွင်းစားအဖြစ်လုံနေပြီတဲ့။အဲ့ဒါငါတို့အတွက်အနေရရှိနိုင်တယ်မောင်တင်ဝင်း။ဒုလုံငန်းတွေကိုပြစ်ထားပြီးတော့ရွာပြန်မှဖြစ်မယ်။မောင်တင်ဝင်းကအထုပ်ပိုးတွေတိတ်ဆိတ်ဖို့ပြင်ဆင်နေတဲ့အတွက်ဘာမှမတင်နေတော့မောင်တင်ဝင်း။တို့အထုပ်ပိုးတွေနဲ့ထွက်သွားရင်လူတွေသိကုန်လိမ့်မယ်ကွာ။ ဒီအတိုင်းပဲသွားကြမယ်။မြန်လေကောင်းလေပဲဟဲ့။ဦးကြီးရွှေမန်းနဲ့မောင်တေဝင်းကဘာဖြစ်စီးမှမယူပဲရွှေတွေကိုယူဆောင်ပြီးတဲလေးစီကနေထွက်ခွာလာခဲ့တယ်။တဲကလေးနဲ့ခလန်လက်ရောက်တဲ့အခါမှာလူတစုကတဲလေးစီကိုယောက်လာခဲ့တယ်။အဲ့ဒီလူစုကိုဥဆောင်နေသူကချက်ကြီးတို့ဖြစ်နေတယ်။ချက်ကြီးတို့ကလူမတွေ့တဲ့အတွက်တဲလေးကိုပတ်စိုက်တိုက်ရှာဖွေတယ်။အဲ့နောက်အော်ဟစ်ဆဲဆိုပြီးတော့တဲလေးကိုမိတလိုက်ကြတယ်။မော်တေဝင်းတို့လည်းခြေတလန်းစောသွားလို့သာတော်သေးတာ။ ဲ့ဒီလူတွေကရွှေရရှိဖို့အတွက်လူသက်ဖို့တော့ဝင်လင်းနေမဲ့သူတွေမဟုတ်ဘူးတို့တွေလူခွဲသွားမှဖြစ်မယ်မဟုတ်တယ်ဝင်ချက်တီးနဲ့ချက်ဖောင်းကတို့ပြောင်းသွားပြီဆိုတာသိအလုပ်ပေးမှမဟုတ်ဘူးဟောဒီမှာမင်းရဲ့ဝေစု20တာမင်းရွာကိုရောက်အောင်သာပြန်ပြီးတော့ဘသူ့မှမယုံနဲ့ဟုတ်ပြီလားမောင်တင်ဝင်းလဲဝေစုကိုယူပြီးတောက်ဟုတ်အတွင်းနဲ့စီကိုပြေထွက်လာခဲ့တယ်နည်းနည်းနဲ့တော့နဲ့ကြီးတဲ့ကိုဖြတ်တန်းပြေလွှားလာပြီးတော့နောက်ဆုံးမှာတစ်ဆွဲတဲ့စခန်းကိုရောက်ရှိလာမှာစိတ်ချနိုင်တယ် စခက်ရဲ့အနီးမှာဆန်းချောင်းလေးတစ်ခုရှိပြီတကူလုံးပေးကြလာတော့မှဆန်းချောင်းထဲမှာရေဆေးချိုးရတယ်ဆန်းချောင်းကပြတ်အတက်မှာတော့ကြောက်တုံးလေးတစ်ထုံးကိုခြေတောက်နဲ့နင်းပြီးလို့နားကျင်သွားခဲ့တယ်အဲ့ဒီကြောက်တုံးကိုလှည့်ကြည့်လိုက်တဲ့အခါမှာနဂါးတကောင်နဲ့တူညီတဲ့ကြောက်တုံးလေးဖြစ်နေတယ်ကြောက်တုံးကနဂါးတကောင်ရဲ့ဥကောင်းလို့အမောက်တွေအထက်ထက်နဲ့ဖြစ်ပြီးတော့နဂါးတကောင်ရစ်ပက်ခွင်နေတဲ့ဟာအခွေလေးတွေခွေပြီးအမေလေးတောင်ပါသေးတယ်ငွေမုံလေးတွေကဝှက်လက်နေတာမို့ နဂါးတကောင်နဲ့အလွန်အဆင်တူလာတယ်။နဂါးလေးနဲ့တော်တော်ဆင်မလား။ကြောက်ဖားတို့ကြောက်လောက်ဝါတို့ကြောက်စင်တို့တော့ကြားဘူးတယ်။ကြောက်နဂါးတော့အခုမှမြင်မှုတာပါ။ဒီဟာလေးမှအစွမ်းတက်တီတွေရှိနေပုံရတယ်။ငါတော့ပွားပြီ။ဒါလေးကိုယူသွားမှဖြစ်မယ်။မော်တင်ဝင်းကကြောက်နဂါးလေးကိုခုံပုံစတဲ့ထဲကယူဆောင်လာခဲ့တယ်။ဒီလိုနဲ့မော်တင်ဝင်းတယောက်ရွာကိုအန်ရဲ့ကင်းကင်းနဲ့ပြောင်းလာခဲ့တယ်။ဒီထိတောင်ဦးကြီးရွှေမန်းကပြန်မြောက်တယ် ရွှေတွေကိုထုခွဲရောင်းချပြီးမောက်တင်ဝင်းကနွားတရှိဝင်လိုက်တယ်။ပင်မမင်မဲလည်းမီယိုပလာလည်းပဲစိုက်စားတော့တယ်။ရွှေချိန်တဲ့ဘက်ကိုချေဥတော်မလဲတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ကြောင်နကားလေးကိုလည်းမောက်တင်ဝင်းကတက်တိသူနဲ့မင်းဆန်ကြည့်မယ်လို့တွေးပြီးတော့ဖះเจ้าတော်ပေါ်မှာတင်ထားလိုက်တယ်။ကြောင်နကားရောက်လာတဲ့နေရာဆလို့ရွာထဲမှာထူးထူးဆန်းဆန်းတွေဖြစ်ပေါ်လာခဲ့တယ်။ညတကောင်တစ်ချက်တီးတဲ့အချိန်ရောက်တာနဲ့ရွာအတင်းတွေကခွေးတွေကရွာကိုပတ်ပြီးဥကြဟောင်းကြတယ်။ အချိန်မတော်အချိန်တော်မှပြန်လာတဲ့ကာလာသားတွေကငကားကြီးတစ်ကောင်ကိုရွာထိပ်မှာတွေ့တဲ့အတွက်လန့်ဖြားပြားကုန်တယ်။မော်တီဝင်းတို့ရဲ့အိမ်မှာရှိတဲ့ကလေးတွေကလည်းညနေတစ်ကောင်မှာလန့်လို့ပြီးအဟစ်ငိုယူကြတယ်။ဒီလိုနဲ့တုံးရဲ့ပြည့်တဲ့နေ့မှာတော့မော်တီဝင်းတို့ရဲ့ချင်းရင်အိမ်မှာနေထိုင်တဲ့အဖွားကြီးတစ်ယောက်ကတဘူတဘွားထသွားတဲ့အခါငကားကြီးတစ်ကောင်ကမော်တီဝင်းတို့အိမ်ချက်အတွင်းထဲကိုရှော့တိုက်ဝင်ရောက်သွားတာကိုမြင်ရတဲ့အတွက်အလွန်တုံ့လုံးချက်ချားနေတယ်။ ဒီเจ้าနေရောမောင်တင်ဝင်းကြားသိတဲ့အခါမှာမိမိကောက်ယူလာတဲ့ကြောင်နှကားနဲ့တမျိုးတစ်ပုံဆက်ဆက်နေမယ်လို့တွေးလိုက်မိတယ်။မကြခင်မှာပဲမကောင်းတဲ့ကိစ္စရပ်တွေဖြစ်ပေါ်လာမှာဆိုတဲ့အတွက်မောင်တင်ဝင်းကအဲ့ဒီကြောင်နှကားလေးကိုတစ်ဖက်ရွာမှာရှိတဲ့အထက်လန်းဆရာကြီးရဲ့အိမ်ကိုယူဆောင်လာခဲ့တယ်။အထက်လန်းဆရာကြီးရဲ့နာမည်ကဆရာဦးတန်းမှုလို့ခေါ်ပြီးတော့အဲ့ဒီအနီးတစ်ဝိုက်မှာစုံတိုက်ပျော်ကားတိုက်မြေကင်ဆရာတွေကိုကုသပေးနေတဲ့ဆရာကြီးတယောက်ပါ။ ဆရာကြီးအောင်မောင်တင်ဝင်းဆရာကြောင်နှကားကိုရတဲ့အခါမှာအသေးချာကြိုက်တဲ့ကြီးစုလိုက်တယ်။ကြောင်နှကားရုပ်ကလေးကနှကားတကောင်ရဲ့ပုံသဏ္ဍာန်နဲ့အလွန်စစ်တူလာတယ်။ကြီးချောက်တုံးကလေးကနှကားပုံစံနဲ့အတော်လေးတော့စင်တူတာပဲမောင်တင်ဝင်းရဲ့။ဟုတ်တယ်ဗျ။ကြောင်နှကားရဲ့အကျိုးအပြစ်အသုံးပြုပုံလေးသိကျင်နေဆရာကြီး။ကြောက်လော်ကဘာညာသာကြားဘူးလား။ကြောင်နှကားဆိုတာတော့ငါးနဲ့အတော့အလှမ်းဝေ့တယ်မောင်တင်ဝင်းရဲ့။ ငါလည်းတည်တည်ချာချာတော့မသိဘူး။ဦးတန်ဘူကကြောင်တကားရုပ်လေးကိုလက်နဲ့ကန်တွေချိတဲ့အချိန်မှာပဲတကောလုံးကြက်သိန်းတွေထားပြီးတော့ရွေးခေါင်ကောင်ကြီးစိတ်ငင်းနဲ့အိပ်စက်သွားလိမ့်တယ်။ဦးတန်ဘူကဒီရောက်ကိုထောက်ရှုကြည့်ုံနဲ့ကြောင်တကားစီမှာတခုခုထူးဆန်းတဲ့ဆွဲအိမ်တွေရှိနေတယ်ဆိုတာကိုခံစားလိုက်ရတယ်။ငါတော့ဘာဆွဲတယ်လဲဆိုတာစုံစမ်းရအောင်ပဲမောက်တင်ဝင်းရဲ့ဒါနဲ့မင်းမပြန်ဟူသွားလိုက်ပါ။နေပါစေဆရာကြီးရဲ့ ကျွန်တော်နဲ့ဒီဂမ်မီယာပစ္စည်းတွေနဲ့ဆိုတာအလန့်ဝဲလုံးနေ။ဒါကြောင့်လည်းဒီပစ္စည်းလို့ဆရာကြီးပဲယူထားပြီးတော့တင့်တယ်လို့သာစီမဆရာကြီး။ပြန်သွားစမ်းမှာမောင်တင်ဝိရာမင်းဆရာအချောက်မလို့ချင်းမဟုတ်ကွ။ဟိုလေးဆရာကြီးဒီအချိန်နေရောက်မှတော့ဆရာကြီးကိုတုံးဝက်မထားတော့ပါဘူးဗျာ။ဒါလေးအိမ်မှာရှိနေတော့အေးရလူတွေကငကားကြီးမြင်နေဆိုပြီးကြောက်လန့်နေကြတယ်။ကလေးတွေဆိုရင်လည်းငိုယိုလက်ကျက်နေလိုက်တာမှပြောမနေနဲ့ ဒါကြောင့်ဒီကြောက်နကားလေးကိုကျွန်တော်အိမ်မှာမထားဝင်းတော့ဘူး။ဆရာကြီးသာယူထားပြီးတော့ကောင်းတယ်လို့သာလုပ်ပါဗျာ။မော်တင်ဝင်းကအကြောက်ကန်ညှင်းဆန်နေတဲ့အတွက်ဦးတန်ဘွားကကြောက်နကားလေးကိုယူထားရလေတယ်။ဦးတန်ဘွားညနေရောက်တဲ့အခါမှာတော့ဗရီးစိတ်လေးရှိတယ်။အဲ့ဒီလိုဗရီးစိတ်နေတဲ့အချိန်အာယုံထဲမှာအလွန်ကြီးမားတဲ့နကားကြီးတစ်ကောင်ကဦးတန်ဘွားကိုရစ်ခွေလိုက်တယ်လို့ခံစားလိုက်ရတယ်။နဂါကြီးကလည်းမျက်လုံးဝဝကြီးနှလုံးနဲ့ဦးတန်းဖို့ကိုစိုက်ကြည့်နေလေတော့ ဦးသက်ဘိုးကစက်သိန်းတွေတဖြန်းဖြန်းထလာတယ်။နဂါကြီးကလည်းဦးသက်ဘိုးကိုတရှူရှူတရှဲရှဲနဲ့စကားတွေပြောဆိုနေပြန်တယ်။ဦးသက်ဘိုးကိုရန်ဆောင်တဲ့ပုံစံပြုတ်မှုနေတဲ့အတော့ဦးသက်ဘိုးကဗရီးစိတ်နဲ့စိတ်ကိုတင်းထားရတယ်။ဒီအချိန်မှာပဲဦးသက်ဘိုးရဲ့ညီမဖြစ်သူကအိမ်နောက်ဖေးကအလန့်တကြားအော်တန်ကိုကြားလိုက်ရပြီ။ဦးသက်ဘိုးလည်းဗရီးစိတ်တာဖြုတ်လို့ပြေးကြည့်တဲ့အခါမှာတော့ညီမဖြစ်သူကအလွန်ကြောက်လန့်တုန်လှုပ်နေတယ်။ဟဲ့ငယ်မဘာဖြစ်လို့လဲ။ငကားကြီး နဂါကြီးအကိုကြီးရဲ့ဟုတ်ပါမလားဟာဒီခေတ်မှာဘေးရနဂါရှိပါမလဲဟာညီမကရေခတ်ပြီးပြလားခြံနောက်ဘက်ရောက်တော့မိဖို့ရရနဲ့နဂါကြီးတကောင်ဆင်းပြီးတော့အိမ်အောက်ဝင်သွားတာကိုတွေ့လိုက်ရတယ်အကိုကြီးရဲ့မြင်လိုက်တော့မှရှော့ကနေပဲနင်းအမြင်မှားတာနင်းမှာပါဟာဦးတပ်ပွားညီမဖြစ်သူရင်မနေနဲ့မမ်းမုံတိုက်ကျွေးလိုက်တယ်ဒီအဖြစ်ပြက်ဖြစ်ပြီးတနားရီခက်ကြာည9နာရီအချိန်မှာတော့ခြံပက်ပက်လေးမှာမွေးတော်တန်တွေကိုကြားလိုက်ရတယ် မွေးတော်တန်ကတကောင်နဲ့တော်နာမျိုးမဟုတ်ပဲအကောင်အများပြအိမ်ချဲပက်ပက်လဲမှာအော်ဟဲတူကျူးနေတာဖြစ်တဲ့အတွက်ဦးတန်းဖို့အလွန်ထိတ်လာသွားမိတယ်ဒီလိုဖြစ်စည်းတွေမှာထူးဆန်းတဲ့အစွမ်းနေရှိနေရတော့ဟုတ်တယ်ဒါပေမဲ့ကောင်းတဲ့အစွမ်းရှိတယ်လို့မကောင်းတဲ့အစွမ်းလည်းရှိတယ်ကြောက်လက်ဝါတောင်မှာအနီရောင်ကမကောင်းတဲ့ကြောက်လက်ဝါဒီကြောက်နဂါးကလေးမှလည်းထူးဆန်းတဲ့အစွမ်းတစ်ခုခုတော့ရှိနေပုံရတယ်မဟုတ်မှလည်းရောခုနကနဂါးကြီးကိုမြင်လိုက်တာ မွေးရီတွန်းနာကဒီကြောင်နဂါးလေးနဲ့များဆက်ဆက်နေမလားမသိဘူး။ဦးတမ်းမှုချက်ချင်းပဲကြောင်နဂါးလေးကိုယူစားလို့အိမ်နောက်ဘေးကိုထွက်လာခဲ့တယ်။ဦးတမ်းမှုတို့နေထိုင်တဲ့အိမ်ချက်အနောက်ဘက်မှာကုန်းလေးတစ်ခုရှိပြီးတော့အဲ့ဒီကုန်းမမှာလဲတင်းငုတ်တို့အဆွေးကြီးတစ်ခုရှိပြန်တယ်။ဦးတမ်းမှုကအဲ့ဒီကုန်းလေးပေါ်ကိုတက်ပြီးကြောင်နဂါးရုပ်ကိုတင်းငုတ်တို့ကြီးပေါ်မှာတင်ထားမယ်လို့ကြံ့ယူလိုက်တယ်။ဒါပေမဲ့လက်စော့တဲ့သူတွေကယူဆောင်သွားမှာကိုစိုးရိမ်နေတဲ့အတွက် သင်္ကိုတူကြီးရဲ့အောက်ချိန်မှာမြေကျင်းလေးတူပြီးမြုပ်နှံထားလိုက်တယ်။အန်နာဦးတန်ဘူးအိတ်ရဝင်ခဲ့တယ်။ဦးတန်ဘူးတယောက်အိတ်နေရင်မြက်ခုံနေစီအလင်းတွေကျဆင်းလာတဲ့အတွက်နင်းနဲ့မိုးတောက်ပြီးလို့ထင်မှတ်ပြီးမျိုးလုံးတွေကိုဖွင့်ကြည့်လိုက်တော့နင်းနဲ့မိုးတောက်တာမျိုးမဟုတ်ပဲအိတ်နောက်ဖိဘက်ကအလင်းရောင်တစ်ခုထိန်လင်းတောက်ပနေတာကိုသိလိုက်ရတယ်။အဲ့ဒီအလင်းရောင်ကနေအလင်းရောင်လားအလုံးထိန်လင်းပြီးထရန်ကြားအပေါက်လေးတွေရနေကျဆင်းလာတဲ့အလင်းရောင်ကအိမ်ခအတွင်းထဲကိုထိန်ထိန်လင်းနေတယ်။ ဦးသားဖို့အိမ်နောက်ဖေးကိုပြေးစင်လာတဲ့အခါမှာသင်္ကုတ်တူကြီးအောက်ခြေကအလေးရောင်နဲ့ထွက်ပေါ်လာခဲ့တယ်။ဒီအဖြစ်ကိုဦးသားဖို့ရဲ့ညီမနဲ့အိမ်သားတွေပဲမြင်တွေ့လိုက်ရတယ်။အလင်းတိုင်းကြီးကတဖြည်းဖြည်းနဲ့ပုံမတော့ပလာပြီးမိုးပေါ်စီကိုရှုကနေပြန်တက်သွားလိမ့်တယ်။ကောင်းငင်ရဲ့စီရောက်တဲ့အခါမှာငကားကြီးဒီကောင်လုံးတွန့်လိုက်တွန့်လိုက်နဲ့ပြတ်တန်းလို့ရုံးမတောင်ကြီးစီကိုဥတီပြတ်တန်းသွားတာကိုတွေ့ရတယ်။ဦးသားဖို့ကကြောင်ငကားရုပ်လေးကိုမြှုပ်နှက်ခဲ့တဲ့နေရာစီကိုပြေးကြည့်လိုက်တော့ မြေသားတွေရာမြုပ်နေစရာအတိုင်းပဂရိရှိနေတယ်။ဦးသက်ဘူးလည်းမြေသားတွေကိုလက်နဲ့ရဲကြည့်လိုက်တဲ့အခါမှာကြောင်နဂါးယုတ်လေးကအဲ့ဒီနေရာမှာမရှိတော့ဘူး။ဒီမြာထူချာဆန်းကြဲတဲ့နဂါးယုတ်လေးကရိုးမတောင်တနေရာမှာရှိတဲ့နဂါးသားရဲ့အတွင်းထဲကထွက်လာတဲ့ကြောင်နဂါးကလေးဖြစ်လိမ့်မယ်ဆိုပြီးအများအားထင်ကြပေးကြတယ်။ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီကြောင်နဂါးယုတ်လေးရဲ့ထူချာဆန်းကြဲတဲ့အကြောင်းရင်းတွေကိုဘသူအားမှရေရေရမသိတာတော့အမှတ်ပဲ။ပရိသတ်များရှိတဲ့ ဂမီးကကြောက်လကဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစေအားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလား။စာရေးစရာအကဆောင်လည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်။